ဦးဇင်းတို့ဘုရားလောင်းကြီးကတခုသောဘဝမှာသားတယောက်သမီးတယောက်ထုံကားတော့အဲ့ဒီသားကမိမရတော့ချွေးမလည်းရှိတယ်အိမ်မှာခိုင်းဖို့ရှိဖို့ကျွန်မလေးတယောက်လည်းရှိတယ်အဲ့ဒီတော့ဒကမာကြီးရဲ့သားရဲ့သမီးရဲ့ချွေးမရဲ့ကျွန်မရဲ့ဆိုပြီးတော့အချမ်းရံ၅ယောက်နဲ့နေတာအဲ့ဒါဘုရားလောင်းကြီးကသဘောပေါက်တယ်ဘဝဆိုတာဧည့်သည်ပဲဆိုတာသဘောပေါက်တယ်သူသဘောပေါက်တယ်လို့သူ့ရဲ့လက်အောက်ငယ်သားမိသားစုတွေသဘောပေါက်ပါစေဆိုပြီးတော့အမြဲတမ်းဆုံးမတယ် ဘဝဆိုတာဧည့်သည်ဟောဒီလောကဇေယျဘောကအချိန်မရွေးဆင်းသွားကြရဇေယျကိုဆွဲလန်းมาတယ်ဆိုလို့လေကိုနေခြင်းတလောက်နေခွင့်မရှိအဲ့ဒီလိုဆုံးမတာအဲ့ဒီလိုဆုံးမတော့မိသားစုတစုတုံးကလည်းပဲဘဝဆိုတာဧည့်သည်အကြောင်းဆုံးလို့အကြောင်းကြုံလို့လမ်းပြီးတော့ဆုံးကြတာဘယ်အချိန်မှာကွဲသွားကြမယ်မသိဘူးလို့အမြဲတမ်းစဉ်းစားရတယ်အဲ့ဒီလိုနေရင်းနဲ့ဒီနေ့တော့လေတော်ထဲမှာ ်ဦးဇင်းတို့မိုးဦးလေးဦးကြားနဲ့ဒူပါရဲ့အမိုက်တွေစုပုံပြီးတော့မီးရှု စိုက်ဖို့ပြိုးဖို့ပေါ့လေအဲ့ဒီလိုမီးရှုရင်လည်းသားဖာနဲ့ရောက်အလုလုရင်းနဲ့သားလေးကိုတောင်ပေါ်တဲကမွေကမီးကိုမှုန်ပြီးတော့ထွက်လာပြီးတော့နောက်ကနေရုတ်တရက်ကြိုက်လိုက်တာအဲ့ဒီနာကျင်ပွဲချင်းပြီးလဲပြီးတော့သေရှာတယ်အဲ့ဒီတော့ဘုရားလောင်းကဘုရားလောင်းတကာကြီးကလေနီနာချင်းအိမ်ပြန်မဲ့လေနီနာချင်းကိုမှားတယ်ဟေးတို့အိမ်က အမေကြီးကိုပြောလိုက်ပါ အခါတိုင်းနှစ်ယောက်စာယူနေကြပို့နေကြထမင်းကိုဒီနေ့တယောက်စာပဲလာပို့ပါလို့ပြောလိုက်ပါအခါတိုင်းထမင်းလာပို့ရင်တယောက်ပဲပို့တာဒီကနေ့တော့အိမ်ရှိလူကုန်ကိုကိုကိုတတ်တတ်ရရဖီးလိန်ပြင်ရှင်ပြီးတော့လာပြီးတော့ပို့လဲပါလို့ပြောလိုက်ပါပန်းနန်သာလက်ဆွဲခဲ့ပါလို့ပြောလိုက်ပါအဲ့ဒီလိုလဲပြောတော့ဒကမာကြီးကခေမာဒီဒီအလောင်းဆိုတော့ညံရှိတယ်ဟေးမင်းကိုပြောလိုက်တာဘယ်သူပြောလိုက်တာလဲအဖေကပြောလိုက်တာလားသားကပြောလိုက်တာလား အဖေကပြောလိုက်တာ။ဩအဲ့လိုဆိုရင်ငါသားလေးတော့ဆုံးရှာပေါ့။အိမ်ကနေသိတယ်။နှစ်ယောက်စာထမင်းပို့နေကြတယောက်ပဲမှားတယ်ဆိုတော့တယောက်မရှိတော့ဘူးပေါ့။ဟုတ်လား။အကုန်လုံးလာခဲ့ရမယ်ဆိုတော့နောက်ဆုံးခရီးကလေးမှနှုတ်ဆက်တဲ့အနေပေါ့။သဘောပေါက်တယ်နော်ဒကမာကြီးက။အဲ့ဒါနဲ့အိမ်ရှိတဲ့လူတွေကိုအကဲငါသားတော့သေးပြီ။ဟဲ့သမီးမင်းအကူတော့သေးပြီ။ချွေးမကိုလည်းမင်းယောက်ျားတော့သေးပြီ။အေး တို့စဉ်းစားခဲ့တယ်ဘဝဆိုတာဧည့်သည်အခုအဲ့ဒီဧည့်သည်ကအရင်လက်ဥစွာဒီဇဲအပေါ်ကဆင်းသွားပြီတို့ကိုနှုတ်တောင်ဆက်မသွားဘူးအဲ့ဒါနဲ့အင်းရှိလူကုန်းပန်းနန္ဒာလက်ဆွဲပြီးတော့လေတော်ကိုလိုက်တယ်ဟိုရောက်တော့ထင်းတဲ့အတိုင်းပဲအဲ့ဒီမှာသားအလောင်းကိုစီစီကြည့်တမိသားစုလုံးမျက်ရည်တပေါင်းမှမကြဘူးစောစည်းစွာကြိုတင်ပြီးတော့သိမြင်ထားတဲ့အသိဉာဏ်ရဲ့ခွန်အားပေါ့နော်အေးမျက်ရည်မကြဘူး အဲ့ဒါကိုစုပုံပြီးတော့ထင်းကြောက်ကလေးတွေဘာလေးတွေစုပြီးတော့သားအလောင်းကိုနေချင်းပြီးမီးရှို့တယ်တကြိုတယ်။ဒီမှာဘယ်ပေးသမှာဖိတ်တယ်လို့လည်းမပါဘူး။ဟုတ်လား။သာသနာ့ဘဆိုတော့ဘုန်းကြီးလည်းရှိဟန်မတူပါဘူး။ဘုန်းကြီးပင့်တယ်လို့လည်းမပါဘူး။လေတော့တဲ့မှာဒီတိုင်းသေးလို့ဒီတိုင်းပဲရှို့ပြလိုက်တာပဲ။ဒါပေမဲ့သူတို့ရဲ့စိတ်တန်တာမှာကုသိုလ်ဆိုတာကတော့ဖြစ်နေတယ်။ကုသိုလ်ဆိုတာစိတ်ထဲမှာကောင်းတဲ့သဘောဖြစ်တာ။တဘာဝကြတဲ့သဘောဖြစ်တာကုသိုလ်ခေါ်တာမဟုတ်လား။အေးသူတို့ရဲ့စိတ်ထဲမှာတော့အင်မတန်လေးနေတဲ့ကုသိုလ်တွေကတော့ဖြစ်နေတာ။ အဲ့ဒီမှာဝိုင်းပြီးတော့သားရဲ့အလောင်းမီးတစ်ဖြက်ဖြက်လောင်ကျွမ်းသွားတာကိုဒီတိုင်းပဲဇင်ပြေနေပြေထိုင်ကြည့်နေတယ်။ဘဝဆိုတာဒီတိုင်းပဲပြီးတော့လည်းပြီးရတာဘာမှဟုတ်တာမဟုတ်ဘဝဆိုတာဘာမှဟုတ်တာမဟုတ်ဘာတန်ဖိုးမှမရှိဘူးဘဝဆိုတာပြီးရင်ပြီးရတာတုံညာသဘောဒါကြောင့်မြတ်စွာဘုရားဘဝကိုတုံညာလို့ခေါ်တာတုံညာဆိုတော့တက်လည်းမဟုတ်ဘူးနှစ်လည်းမဟုတ်ဘူးဘာမှခဏန်းတက်လို့မရဘူး။ဘာဖြစ်လို့လဲပြီးရင်ပြီးသွားတာမို့လို့ မပြီးရင်လို့မရဘူးဒါပေမဲ့တရားဓမ္မတို့ဥစဉ်တို့ပုထုဇဉ်တွေဆိုတာကတော့ဘဝဟာပြီးသွားတာပဲဆိုတာကိုသဘောမပေါက်တော့ဘဝကိုတန်ဖိုးရှိတယ်လို့ထင်နေဘဝကိုကြည်ကြဲတယ်ဘဝကိုခံနာတယ်လို့ထင်နေဒါကြောင့်ကနန်းတွေအမျိုးမျိုးတက်တယ်တန်ဖိုးတွေအမျိုးမျိုးကတ်တယ်တစိတ်တွေအမျိုးမျိုးကတ်ထားတယ်ဘဝကိုတိတ်တန်ဖိုးရှိတယ်လို့ထင်တာထားပါတော့စကားတွေဘေးထွက်ကုန်ပြီဟင်တရားကြီးတို့မိုင်းများအေးအဲ့ဒါလို့ သူတို့ရဲ့ပွားများအပ်သောစိတ်ဓာတ်ဘာဝနာရဲ့အစွမ်းတတ္တိကြောင့်မျက်ရည်မကျဘူးအဲ့ဒီစိတ်ဓာတ်ရဲ့အစွမ်းတတ္တိကမျက်ရည်မကျုံမျှမကဘူးတရားမင်းရဲ့နေရာကိုတောင်တုံလှုပ်စေတယ်အဲ့ဒါတရားမင်းကပုံနာရောင်ဆောင်ပြီးတော့ရောက်လာတာအံ့ဩစရာကောင်းလိုက်တာသာရင်ခေါက်ခေါက်သေးတာကိုတရားမှမငို့ဘူးအဲ့ဒါနဲ့မသိကြရအောင်ဆောင်ပြီးတော့အဲ့ဒီပုံနာဧည့်သည်ရောင်ဆောင်ထားတဲ့ပုံနာကမေးတာဟေး သာသမင်ကိုမီးရှို့နေတာလားလူကိုမီးရှို့နေတာလားဟာလူကိုမီးရှို့နေတာပါအာဩရီလူဆိုရင်ဒါသင်တို့ရဲ့ယံသူပဲဖြစ်မယ်တဲ့ယံသူမဟုတ်ပါဘူးသားပါတူရီတော့သားပါသားဆိုရင်လည်းသင်တို့မုန်းတဲ့သားပဲဖြစ်မယ်မမုန်းပါဘူးအင်မတန်ချစ်တဲ့သားပါဟာဒါနဲ့ဘာလို့မငို့တော့အဲ့ဒီကြတော့မှခေမာထေရီအလောင်းပြောတဲ့ဇာတ်ကားထဲမှာဒါလေးကိုဦးစင်ကပြောချင်တာနော် မငိုခြင်းရဲ့အကြောင်းပေါ့ဘုရားလုံးကြီးကတော့ပြောပါတယ်လူဘုံကသေတယ်ဆိုတာမွေများအရေကွန်လဲသလိုပဲတဲ့ဒါဘုရားလုံးရဲ့အယူအဆအမြင်ပေါ့နော်ငါသားဟာအခုမီးရှို့နေတာကိုတောင်ဘာမှမသိတော့ဘူးတို့ငိုတာကိုသိဖို့ဝေလာဝေးရော့ဒါကြောင့်ငိုကြွေးနေလို့ဘာတွေပဲရှိမှာလဲမီးရှို့တာကိုတောင်မသိတဲ့လူတယောက်ရဲ့အနာမှာလာပြီးတော့ငိုမယ်ဆိုရင်ဘာတွေပဲရှိမလဲဘာမှအဓိပ္ပာယ်မရှိဘူး တကယ်လို့ငိုတာကိုသူကသိတယ်ဆိုရင်လည်းအော်ငါပုံမြစ်တာရှိရလို့တန်ရုံးစင်မကင်းရလို့ငိုတာလို့သိတယ်ဆိုရင်လည်းငိုရတာကငိုရချိုးနဲ့သိတယ်လေခုကိုငိုတာကို သူသိလားမသိဘူးငိုတာကိုမပြောနဲ့မီးရှို့တာကိုတောင်းမသိတော့ဒါကြောင့်သူမငိုဘူးနှမလေးကိုမေးတော့နှမလေးကမပြောလဲဆိုတော့ငိုခြင်းအဖြစ်လူပိန်မဲတဲ့ကျမကိုချစ်တဲ့လူတွေစိတ်ဆင်းရဲမဲတဲ့ဘာမှအကျိုးမရှိဘူးဒါကြောင့်မငိုဘူးတဲ့ဇနီးကိုမေးတဲ့အခါကျတော့မငိုပါဘူးတဲ့ သေပြီးသားလူကိုတန်းတပြီးတော့ပူဆွေးတာဟာလကိုတန်းတပြီးတော့ငိုတဲ့ကလေးတဲ့ယူတယ်တဲ့လကမှမြင်ရသေးတယ်ပေါ့ဟုတ်လားအဲ့ဒီမှာကျွမ်းမကိုမေးတော့ကျွမ်းမကဘာပြောလဲဆိုတော့ကွဲပြီးသားရည်ဦးဟာပြန်ဆက်ဆက်လို့မရတော့တလူငိုကြွေးခြင်းအဖြစ်ဘာမှအကျိုးမရှိဘူးဒီလိုပြောတာအဲ့ဒီမှာဒကမာကြီးပြောတဲ့စကားကိုဘေးသက်တို့ကိုမှတ်သားစေခြင်းလား အနာဝီတောတတောအာဃနာနုညာတောဤတောကတောယထာကတောတထာကတောတထာကပတိဒေဝနာသူကတော့ပါဠိလိုဂါထာလေးနဲ့ရွတ်တာဗျနော်အရိပဲကဘာပြောလဲဆိုတော့အနာဝီတောတတောအာဃဟောဒီချစ်လာတဲ့သားဟာကျွန်ုပ်မခေါ်ဘဲနဲ့ကျွန်ုပ်တို့ရဲ့အိမ်မော်ကိုရောက်လာတာကျွန်ုပ်ရင်ခွင်ကြားကိုရောက်လာတာလာခဲ့ပါလို့မျက်မျက်နှိုးနှိုးခေါ်တာမဟုတ်သူသဘောနဲ့သူပါလဲ ရောက်လာတာအနာဝီတောတတော်အာဃာနာလုံညာတော်ဤတော်ကတော်ပြန်သွားတော့လည်းပဲကျွန်ုပ်တို့အနူးအညို့ခွင့်မပြုဘဲနဲ့သူစိတ်ကူးနေသူသူ့ဟာသူသူပြန်သွားလာလာခဲ့လို့လည်းမခေါ်ဘူးပြန်သွားပါလို့လည်းခွင့်မပြုဘူးခွင့်မပြုတဲ့ကြားထဲကပြန်သွားလာအဲ့ဒါနဲ့အင်မတန်တူတယ်နော်လာခဲ့လို့လည်းခေါ်လို့ရတာမဟုတ်ဘူးပြန်မသွားနဲ့လို့လည်းပဲဆွဲထားလို့ရတာမဟုတ်ဘူးဟုတ်လားမခေါ်ဘဲနဲ့လာပြီးတော့ စိတ်တိုင်းမကြဘဲနဲ့ပြန်ထွက်ခွာသွားတာအဲ့ဒါလို့လာခြင်းတို့လာပြီးတော့သွားခြင်းတို့သွားတဲ့ဒီလူသားတစ်ယောက်အတွက်ငိုကြွေးနေလို့ဘာကျိုးရှိမှလဲတဲ့ဒီစကားလေးပြောတာဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ကြာမင်းကြီးကတော့သူတို့ရဲ့အသိဉာဏ်တွေကိုပူတော်သောအဖြစ်ယတနာမှုတွေရွာသွန်းပေးသွားတယ်လို့ပြောတာပဲဟုတ်လားဒီတော့ဒကာဓမ္မတို့ဦးရှင်တို့တွေကတော့အဲ့ဒီမိသားစုလူတွေနေနာရီမရခြင်းနေပါစီ စိတ်နှလုံးရဲ့လွတ်လပ်မှုပေါ်ပွားမှုအမြင်ကြီးမှုဉာဏ်ပညာကြီးမှုကိုရည်ရွယ်ပြီးတော့ရကျင်တဲ့စိတ်နဲ့ဘဝဆိုတာဧည့်သည်ပဲငါလည်းဘယ်ချိန်ထွက်ရမယ်မသိဘူးသူလည်းဘယ်ချိန်ထွက်သွားမယ်မသိဘူးတယောက်ယောက်ကတော့တယောက်ယောက်ကိုခွဲပြီးတော့သွားမှာတေးကြတယ်နော်ကိုယ့်အိမ်ကလူတွေကိုကိုယ့်အရင် ခွဲသွားစေခြင်းမသလားဒကမကြီးတွေကိုယ့်အိမ်ကလူတွေကိုကိုယ့်အရင်အိမ်ကနေထွက်သွားစေခြင်းမသလားမသွားစေခြင်းဘယ်လိုလုပ်မလဲ ကိုကအရင်ထွက်ဖို့ရှိတယ်ဟင်ကိုယ့်အိမ်ကလူတွေကိုကိုယ့်အရင်ထွက်မသွားသေးခြင်းဘူးဆိုရင်ဤတနည်းတော့ရှိတယ်နော်အဲ့ဒါဘယ်လိုလုပ်ရမလဲကိုယ်ကတော့အရင်ထွက်ချင်တာဟာအဲ့ဒီကပို့ပြီးတော့တောင်ကြိုက်เสียမကောင်းသေးတယ်ဟင်အဲ့ဒါကြီးကပို့တောင်ဆိုးသေးတယ်ဘဝမှာတစ်ခါတရံကောင်းတာရွေးချယ်เสียမရှိဘူးနော်အဆိုးကြီးနဲ့အဆိုးလေးပဲရွေးရတာကောင်းတာမပါဘူးကိုကထွက်သွားဖို့ဆိုတာလည်းပဲလုံးဝမကောင်းဘူး ကို့ရင်သူတို့ထွက်သွားဆိုတော့လေလုံးဝမကောင်းဘူးမကောင်းမေကြီးအဲ့ဒီမကောင်းနှစ်ခုတစ်ခုခုကတော့တေချာပေါက်ရွေးကိုရွေးရမယ်ဟင်တခါကြီးသူမိုက်မြအေးဒါကြောင့်ဘဝဆိုတာဒုက္ခဆိုတာဒါပြောတာဒါအပေါ်ယံမရှိသေးတာနော်ဟုတ်လားဒါကြောင့်ကို့အရင်သူတို့ထွက်ချင်းထွက်မယ်သို့မဟုတ်ကိုကရင်သူတို့အရင်ထွက်ချင်းထွက်မယ်တေချာတာကတော့အာလုံးသောတတ္တဝါတွေသည်ဧည့်သည်